ငလင်တန်သိပ်ပြည်သူတွေကိုစာနာတဲ့အပြုတ်မှုလေးတစ်ခုကြောင့်ခြေကျူးခံနေရတဲ့ဆိုင်းဆိုင်ကန်းလိုင်းပရိသတ်များလုံးမမင်္ဂလာပါရှင် Agris Diary ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။အစိုးရတယောက်ဆောင်မင်းသားဒါရိုက်တာစာရေးဆရာဆိုင်းဆိုင်ကန်းလိုင်းဟာမတင်မတ်တဲ့အပြုတ်မှုလေးနဲ့အတူပရိသတ်တွေရဲ့ခြေကျူးအသေးမှပြုအားပေးခြင်းကိုခံနေရပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာမြန်မာနိုင်ငံမှာအင်အားပြင်းမြင်ကလေးကြီးလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါမြင်ကလင်ကြီးရဲ့အင်အားပြင်းချက်ကနှစ်ပေါင်းတရာကျော်အတွင်းအပြင်းဆုံးကလင်အဖြစ်သတ်မှတ်ထားကြောင်းသိရပါဗျ။ဒါကြောင့်မန္တလေးမြို့ပါဝင်မြို့ကြီးတွေတော်တော်များများမှာပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်ကလင်ဘေးတံကြောင့်မြန်မာနိုင်ငံသားတန်ပေါင်းများစွာရဲ့ဘဝတွေထိခိုက်ဆုံးရှုံးမှုရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းအနုပညာရှင်တွေပြည်တွင်းပြည်ပကစေတနာရှင်အလူရှင်တွေကအားပေးကူညီလှူဒန်းနေကြတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးလှူဒန်းအားပေးနေကြတဲ့အထင်းမှာတရုတ်ဆောင်ဆိုင်းဆိုင်ခန့်လိုက်နဲ့ပါဝင်လို့နေပါတယ်။ဆိုင်းဆိုင်ခန့်လိုက်ကအခုဆိုရင်ငလင်ဘေးတင်ဒေသတွေကိုကိုယ်တိုင်သွားရောက်လှူဒန်းနေတယ်လို့ ပရိသတ်တွေနဲ့လည်းရင်းနှီးစွာတွေ့ဆုံပြီးတော့ငလင်တန်ကြောင့်စိတ်ပူပင်တောကများနေရင်ပရိသတ်တွေကိုခိတ္တခဏအပူငိမ့်စေခဲ့ပါတယ်။ဒါအပြင်ဆန်းဆန်းကလိုင်ကအခုခါမှာဧပြီလ10ရက်နေ့မှာကျင်းပမယ့်သူ့ရဲ့မွေးနေ့ပါတီပွဲကိုဖြတ်သိမ်းလိုက်တာဖြစ်ပါတယ်။ဆန်းဆန်းကလိုင်ကနှစ်စဉ်ဧပြီလ10ရက်နေ့ဆိုရင်သူ့ရဲ့မွေးနေ့ဘတ်ဒေးရှိုးပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပလေးရှိပါတယ်။ပရိသတ်တွေကလည်းဆန်းဆန်းရဲ့ဘတ်ဒေးရှိုးဆိုရင်လူပေါင်းတန်းချီတက်ရောက်လေးရှိပါတယ်။ ဒါကြောင့်လည်းဆိုင်းဆိုင်းခန့်လိုက်ရဲ့မွေးနေ့ရှိုးပွဲဟာဆိုရင်မြန်မာနိုင်ငံမှာလောတမြဂီတာဖျော်ဖြေပွဲတွေအနက်အကြီးဆုံးနဲ့အခမ်းအနားဆုံးပွဲကြီးအဖြစ်အမှတ်တမ်းဝင်လေးရှိပါတယ်။ဒါပေမဲ့လည်းအခုနှစ်မှာတော့ဆိုင်းဆိုင်းခန့်လိုက်ကသူ့ရဲ့မွေးနေ့ပွဲကိုဖျက်သိမ်းလိုက်ဖို့ဆုံးဖြတ်ခဲ့ရပါဒါကလည်းဆိုင်းဆိုင်းခန့်လိုက်ကအခုချိန်မှာမြန်မာနိုင်ငံသားတွေရဲ့ငလင်ပေးကြောင့်ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့အချိန်ဖြစ်လို့ပျော်ပွဲရှင်ပွဲလောက်တာမသင့်တော်ဘူးဆိုတဲ့အသေးတရားကြောင့်ပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဆိုင်းဆိုင်းခန့်လိုက်ကသူ့ရဲ့မွေးနေ့ရှိုးပွဲ2025ခုနှစ်အတွက်ကြိုတင်လက်မှတ် ရောင်းထားတဲ့လက်မှတ်တွေအားလုံးကိုငွေပြန်အမ်းနေပါပြီ။ဆန်းဆန်းကလိုင်ကိုချစ်ကြတဲ့ပရိသတ်တွေကတော့ဆန်းဆန်းကလိုင်ရဲ့မွေးနေ့ပွဲကိုဆက်လုပ်စေခြင်းကြပါတယ်။ဒါပေမဲ့ငလင်တန်တဲ့ပြည်သူတွေနဲ့တသားတည်းရှိခြင်းလို့သူ့ရဲ့မွေးနေ့ရှိုးကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။အခုခါမှာတော့ဆန်းဆန်းကလိုင်နေနဲ့ဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲငလင်ပေးတဲ့ပြည်သူတွေအတွက်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေရလဲဖြစ်ပါတယ်။ဒါကြောင့်လဲဆန်းဆန်းကလိုင်ကိုချီးကျူးနေကြတာပါ။ဆန်းဆန်းကလိုင်ကမြန်မာနိုင်ငံမှာထရိုးခံရဆုံးအလောင်းပြောင်းခံရဆုံးအနုပညာရှင်ဖြစ်ခဲ့ပါ ါတယ်။2021နိုင်ငံရေးဖြစ်စဉ်တွေထဲမှာလည်းစန်းစန်းကန်းလိုင်ကဝေဖန်ခံရဆုံးသောအမှုပညာရှင်ဖြစ်ခဲ့ရပါ။ဒါပေမဲ့လည်းအမှန်တကယ်အရေးကြီးတဲ့အချိန်တွေသဘောဝဘေးအနေနဲ့ကြာရောက်နေချိန်မှာတော့စန်းစန်းကန်းလိုင်ကပြည်သူတွေနဲ့အတူသက်သားတဲ့ရှိနေရဖြစ်ပါတယ်။ဒါအပြင်စန်းစန်းကန်းလိုင်ကသူ့ကိုလူတွေဘလောက်ပဲဝေဖန်တိုက်ခိုက်ကြပါစေအမြဲတမ်းမြတ်တာတရားနဲ့ဆက်ဆံတတ်လို့လူပြောများနေရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစန်းစန်းကန်းလိုင်နဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။